၄လလောက်ပဲတွဲလိုက်ရဗျာတငယ်ချင်းနေနေတုံးကတော့မှ6နှစ်လောက်အဆင်ပြေခဲ့သေးတယ်တဖက်ကလည်းတဝင်းတူတက်တယ်အညီကိုလိုနေတဲ့ခင်ရနာဆိုကြော်ကြီးနေတော့မှမလို့ဗျာအကုန်လုံးနေလိုက်ပြီးတော့အဲ့လိုပြီးစားတယ်အာနာမီယာပေါ့ကြော်ကြီးကတော်တော်စိတ်ဆိုးတာကြော်ကြီးကတော့တော်တော်လေးပြန်ချော့ရတာပေါ့နော်ပေါ်ပေါ်ပါလေးပဲကောင်းတယ်အဲ့လို serious relationship တွေကမကောင်းမှုကောင်းပါတယ်ကျွန်တော်ကတော့တိတ်ပြီးတော့မကြိုက်ဘူး ီလာတော့ပဲတွေ့လိုက်ရဗျာတငယ်ချင်းနေနေတုံးသွားတော့မှကိုးနှစ်လောက်အဆင်ပြေခဲ့သေးတယ်တကယ်တကယ်ချစ်သူအနေနဲ့တွေ့ချိလိုက်တဲ့အချိန်ကျတော့လီလာလောင်နဲ့ကြောက်သွားတဲ့အတွက်အလုံးအောင်လည်းအားနာပါတယ်မျက်စိနောင်လောက်ခဲ့တယ်လို့ဖြစ်သွားခဲ့ရင်အဲ့လိုအဲ့ဒီအတွက်လည်းတကယ်အားနာပါတယ်ခုချိန်မှာတောင်းတရမရဘူးရှိတာငါမစားလိုက်ဘူးအခုထိတကယ်ချင်းဖြစ်အများကြီးလိုနေနိုင်သွားမယ်ဆိုရင်ကျန်တာကျတော့ อืมအဲ့လိုနောင်နာရမိတာမျိုးတော့မရှိဘူးဘာလို့လဲဆိုတော့အာအကုန်လုံးอ่ะဗျာလူတွေကမွေးလာတဲ့ကကျွန်တော်တို့မှာကျွန်တော်တို့ရဲ့ဇာတာမှာအကုန်တတ်မှတ်လိုက်ပြီးတာအတိအကျဒီလူတယောက်เนี่ยဒီချိန်မှာစုံရမယ်ဒီချိန်မှာခွဲခွာရမယ်ဆိုတဲ့ဟာရှိလာပြီးတာပေါ့เนาะဆိုတော့အရရာဒါကံတရားအတိုင်းပါပဲပြောရင်ရေဇက်ကုန်ရင်ဒီလိုပဲဝေးချရပါတယ်ပေါ့ ဆိုတော့ဟိုကျွန်တော်တို့တွေကချစ်ကြိုက်ခဲ့ကြတာဗျာစစ်တိုက်ခဲ့ကြတာမှာမဟုတ်တာအဲ့တော့လေချစ်တော့ကလည်းချစ်ကြတယ်ပြီးလဲပြီးတော့မချစ်ကြတဲ့အချိန်ကြမှာတယောက်နဲ့တယောက်အာအခွဲလေးညဒီကဒီဘက်ကိုပြောဟိုဘက်ကလည်းဟိုဘက်ကိုပြန်ပြောနေမပြီးနိုင်မစည်းနိုင်နေမဖြစ်နေခြင်းဘူးဗျာအမှန်အဲ့ဒါကြောင့်မလို့ကျွန်တော်ဆိုလဲအခုလမ်းခွဲပြီးရဲ့နောက်ပိုင်းမှာအာကျွန်တော်ရီးလို့ထိတ်လို့သူ့ဘက်ကအဲ့လို share ဓာတ်တွေပဲဖြစ်ဖြစ်မိုင်းတွေတင်နိုင်ပဲဖြစ်ဖြစ် တငယ်ချင်းတွေပြန်လာပြပါရဲ့မြင်နေရပဲဒါပေမဲ့ကျွန်တော်ဘာမှပြန်မတင်ခဲ့ဘူးကျွန်တော်စိတ်ကဘာလဲဆိုတော့လူတယောက်နဲ့လို့လမ်းခွဲလိုက်ပြီဆိုတငယ်ချင်းတန်ရောစင်ပဲဖြစ်ဖြစ်အဲဒီ relationship တခုပေါ့နော်ချစ်သူကြီးစားတန်ရောစင်ပဲဖြစ်ဖြစ်လမ်းခွဲလိုက်ပြီဆိုရင်လုံးဝအဲ့လူတယောက်ကိုဘွားမှာမရှိတော့လို့မျိုးလို့မျိုးထုတ်ပလိုက်ချင်တာဗျာဆိုတော့အကြောင်းရင်းရဲ့လို့တော့တကယ်တကယ်တော့မဖြေချင်ဘူးဘာလို့လဲဆိုတော့လူတိုင်းကတော့ ို့ဘွားမှာကိုးစားရင်ဇက်လိုက်ပဲဗျာကျွန်တော်ဖြစ်ရင်လည်းကျွန်တော်ကောင်းကြောင်ပဲကြားရမှာပေါ့ဟုတ်တယ်မလားကိုသူတော်ကောင်းဖြစ်ဖို့အတွက်နဲ့တော့တခြားလူတယောက်ကိုတော့အဲ့လိုမျိုးမကောင်းပြောတယ်လို့မျိုးတော့မမြင်စေချင်ပါဘူးအကယ်၍သူ့ဘက်ကပြောတော့အဲ့ဒီသူ့ဘက်ကပြောတာတွေကိုပဲလက်ခံရင်လည်းလက်ခံမှာရပါတယ်ကျွန်တော်လူဆိုးပဲဖြစ်ခံလိုက်ပါတဖက်ကလည်းတဝင်းတူတတ်တယ်မင်းကြီးနေရောယောက်ျားလေးနေရောအကုန်လုံးနဲ့ပတ်တဝင်းတူတာဗျာနောက်ဆုံးဂုံဂုံပြောရရင် ကျွန်တော်နဲ့တကယ်ညီကိုလိုနေတဲ့ခင်ရနာဆိုကြော်ကြီးနဲ့တောင်မှမလို့ဗျာအကုန်လုံးနေလိုက်ပြီးတော့အဲ့လိုပြီးစားတယ်အတတိချဖွဲ့ရလူတွေနဲ့လည်းမလို့အပြီးတော့ဟိုတခြားဟိုပတ်သက်တဲ့မြန်သူနဲ့တီးတဲ့မြန်လူတိုင်းနဲ့အကုန်လုံးနဲ့ဗျာဟိုယောက်ျားကြီးလည်းမလို့မိန်းကလေးလည်းမလို့အကုန်လုံးနဲ့လိုက်ပြီးတော့လက်ပတ်ပြီးစားနေရမျိုးကြတော့တစ်ဖက်ကလူတွေအတွက်လည်းမကောင်းဘူးပေါ့နော်အဲ့လိုပေါ့ဟိုပြီးတော့ ရရှိမှာဘလို့မှအဆင်မပြေနိုင်ဘူးဗျာဒီလိုမျိုးကျွန်တော်အခုလက်ရှိလုပ်နေတဲ့အလုပ်နဲ့ရောသူ့အတွက်လည်းစိတ်ပင်ပန်းစရာဖြစ်တယ်လို့ကျွန်တော်အတွက်လည်းအာစိတ်ပင်ပန်းစရာဖြစ်တယ်ပေါ့နော်နှူးနှီးအလုံးအတွက်မကောင်းထင်လို့ပါအာနာမီယာဘောကျော်ကြီးကသူဘလောက်တောင်ပြောလဲဆိုရင်သူကလည်းအိုက်တက်ကိုတော်တော်သူခင်ပါတယ်တော်တော်ခင်ပါတယ်သူကပြောနေတတ်တယ်ကျော်ကြီးက သူဘယ်လောက်ထိတောင်စိတ်ဆိုးသွားလဲဆိုရင်အကယ်၍အဲ့လိုစကားမျိုးတဲ့တခြားတယောက်ကတာပြောတာဆိုရင်သူတကယ်ကိုပါဆွဲရိုက်မှာတဲ့အဲ့တယောက်ကိုအဲ့လိုစသွားပို့တာပါဆွဲရိုက်မှာတဲ့အမကိုအမတကယ်ကိုအမတယောက်လိုခင်နေအောင်လို့ဒီလောက်ပဲပြောချင်ပါရဲ့ဒါပေမဲ့ဂျွန်နိုင်းနဲ့သူ့နဲ့ခြားထဲမှာဘယ်လောက်ထိစီးဆောင်ကြရဲဘယ်လောက်ထိတယောက်နဲ့တယောက်ခြားထဲမှာအာနေထိုင်ဘယ်လောက်ထိယူသားလဲဆိုတာကတော့ တေချောင်ရင်စုံစမ်းလာလို့မျိုးစိတ်ကူးနေတယ်တယောက်တည်းစွတ်ပြီးတော့ဗျာလို့စွတ် drama ခင်းနေတယ်စွတ်ရုပ်ရှင်တွေရိုက်နေတယ်ဆိုတော့အဲ့လောက်ထိကိုကျော်ကြီးကတော်တော်စိတ်ဆိုးသွားကျော်ကြီးကတော့တော်တော်လေးပြန်ချော့ရတာပေါ့နော်ကျွန်တော်နဲ့ပတ်သက်တဲ့မိသားစုဝင်တွေကျွန်တော်နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတွေတငယ်ချင်းတွေစီကိုအဲ့ဓာတွေကိုပြတော့သူစိတ်ထင်ရရင်လည်းပါရောထွေးပြီးတော့အဲ့လိုဇလန်းနေဆင်ပြီးတော့ရှောက်ပြောရကြတော့ဟိုကျွန်တော်ရဲ့အဲ့လိုတိတ်ခါကိုအဲ့လိုပတ်ပြီးတော့ချလိုလေးတော့ ဖြစ်တာပေါ့နော်အဲ့လိုမျိုးကြီးကြတော့လေဗျာပြီးတော့ကျွန်တော်အဲ့လိုမျက်နှာနှစ်ဖက်အဲ့လိုခြေတစ်မျိုးနောက်တစ်မျိုးလုံးဝမကြိုက်ဘူးဒါကကျွန်တော်မှအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး trauma ရှိရဗျာရှေ့မှာ the teacher 1လုံးကလည်းအဲ့လိုမျိုးပဲအဲ့လိုမျိုးနောက်ကွယ်မှာအဲ့လိုစကားရေးရှုပ်တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှင်းခဲ့ရဘူးလေဗျာဆိုတော့ဒီလိုကိစ္စမျိုးတွေနောက်တစ်ခေါက်ထပ်ပြီးတော့လည်းအကြီးအကျယ်ကြီးပုံကြီးချဲ့ပြီးထပ်မရှင်းကျင်တော့ဟိုပြောရတော့ဗျာဟိုကျွန်တော်ခုနကပြောခဲ့လိုပဲပေါ့နော်ဒူတိုင်းက ကိုရှင်တဲ့ဇက်မှာတော့ကိုကသူတော်ကောင်းပဲဖြစ်ကြမှာပါပဲအဲ့လိုဆိုတော့ရပါတယ်အဲ့လိုဟိုကျွန်တော်အဲ့လောက်လေးပဲပြောချင်ပါတယ်ကျွန်တော်တို့အအချစ်ဆိုတာမာနရဲ့လက်အောင်ငယ်သားပဲဗျာဘလောက်ပဲချစ်ချစ်ကျွန်တော်ရဲ့အဲ့မာနဆိုတဲ့ barrier တခုလုံးဝမကျော်နိုင်ကျွန်တော်ကအဲ့လိုကျွန်တော် pro အာတချို့တွေလည်းပြောရယ်ဗျာအဲ့လိုမျိုးအဲတော့ကြာဟိုဝင်လာပြီးတော့မှခင်မမှုတွေဖြစ်သွားအောင်မယ်ဘာညာတက်ကလုံးဝပါ never အာကျွန်တော်တခုခုကိုလူတယောက်နဲ့အဲ့လိုမျိုး လုံးဝပြတ်ပြီဆိုရင်ဘယ်တော့မှပြန်ပတ်သက်တဲ့လူမျိုးမဟုတ်ဘူး လုံးဝစိတ်ပြတ်သားနိုင်တော့မှာကိုပတ်တာကိုအသေးချာဆုံးဖြတ်ပါရဲ့ကျွန်တော်တကယ်တကယ်ဗျာအဲ့လိုမျိုး post တင်တဲ့အချိန်တုန်းကလည်းအပြဿနာတွေတက်ကြရဲရန်နေဖြစ်ကြရဲကျွန်တော်အမှန်တမ်းပြောတော်တော် out of control ဖြစ်သွားရဲ့ဗျာစိတ်လုံးဝမထိန်နိုင်လောက်အောင်အဲ့လိုမျိုးပောက်ကွဲမိရဲ့အာဒါအိမ်နီးနားပတ်ဝန်းကျင်လူတွေဘာကြီးတော့တိမာပေါ့နော်ဒါပေမဲ့ကျွန်တော် Facebook ပေါ်မှာ post တင်တာကကြတော့ကျွန်တော်တော်တော်လေးပြန်ပြီး control ဖြစ်ပြီးတော့ကိုကိုကိုတည်ငြိမ်သွားတဲ့အချိန်ကြမှာဒါဒီလိုမျိုးအဲ့လို post တင်ခဲ့တာပါ အဲ့ဒီတော့ဟိုနောက်တာမရှိဘူးတင်ခဲ့တဲ့ post ပေါ်မှာလောလောဆယ်ကတော့ကျွန်တော်ဘယ်သူနဲ့မှဆက်ပြီးတော့လို့တွဲဖို့စီစဉ်အောင်မရှိတော့တာတကယ်ပြောတာတော်တော်ဟိုဖြစ်သွားပြီကွာဟိုကိုပတ်တကောတယောက်တည်းပဲ easy နေတော့မယ်ဆိုရယ်စိတ်မျိုးပဲရှိတော့တယ်အဲတကယ်ရင်းနေပြောမယ်ပါမယ်စားမယ်တောင်းမယ်သွားမယ်လာမယ်အဲ့လိုမျိုးအဲ့လိုပဲကောင်းပါရဲ့အဲ့လိုပုံပေါ်ပါလေးပဲကောင်းတယ်အဲ့လို serious relationship တွေကမကောင်းမို့ကောင်းပါတယ်ဒါပေမဲ့ ကျွန်တော်ကတော့တိတ်ပြီးတော့မကြိုက်ကဲပြီထင်းနေနဲ့နှစ်ယောက်ထဲနဲ့ပဲဒီကိစ္စရှင်းရမှာသူနဲ့ကိုယ်နဲ့နှစ်ယောက်အဓိကပတ်သက်တာလေဒီလူနဲ့ဒီလူနဲ့ပဲအဓိကရှင်းရမှာအဓိကလို့ဟိုအသွင်းရေးတွေကိုအပြင်ဟိုအဲ့လိုမျိုး ဆွဲထုတ်သွားပြီးတော့အဓိကကပေါ့နော်ကျွန်တော်နဲ့အဲ့လိုတအိမ်နဲ့နေနေရတဲ့ကျွန်တော်ရဲ့ဆွေမျိုးတွေပါရေးထိပါအဲ့လိုမျိုးပို့တာကြတော့အဲ့ဒါတော့လုံးဝလက်မခံနိုင်ကြပါပဲ။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဟို relationship တွေမှာတန်းတိုင်းလောက်ကတော့နှစ်ဦးနှစ်ယောက်တည်းချစ်ကြတာအကောင်းဆုံးပါပဲဒီမိသားစုတွေတငယ်ချင်းတွေပတ်ဝန်းကျင်တွေအထိပါဒီ relationship နဲ့ဝင်ပြီးတော့ဆွတ်ဖက်လာပြီးဝင်ပြီးပလာပြီးဆိုရင်တော့ဘယ်လိုမှကောင်းကျိုးထက်ဗျာဆိုးကျိုးကပုံများနေမယ်လို့တော့ထင်ပါတယ်ဒါအိမ်အောင်ရေးတွေမှာဆိုလဲဒီလိုပါပဲနှစ်ဦးနှစ်ယောက်တည်းအဆင်ပြေနေပေမဲ့မိသားစုပါလာမျိုးတွေဘေးကတငယ်ချင်းတွေအဆွေမျိုးတွေပါလာမျိုးတွေဆိုရင်ဘယ်လိုမှဟိုအဆင်မပြေွားရည်များရယ်ပေါ့နော် ဆိုတော့ဒါတော့သင်ခန်းစာပါပဲအာနောက်ဆုံးအနေနဲ့အကြံပေးရမယ်ဆိုတော့ဒါကျွန်တော်ရဲ့အတွေ့အကြုံများဆိုတော့เนาะနှစ်ရှည်လာများခင်ခဲ့တဲ့ငွေချင်းတွေအနေနဲ့စင်မသက်ချင်ကြပါနဲ့ငွေချင်းအတိုင်းပဲဆက်နေကြပါအာနည်းနည်းလေးလို့ဖင်ဟာပြီးတော့စင်တက်လိုက်ရင်အဲ့လိုမျိုးအာအမခံမရပါဘူးဒီတိုင်းလေးပဲကောင်းပါရဲ့လို့ပဲကြံပေးခြင်းပါရဲ့ရှေ့ဆက်မတူကြပါဟဲ့